ရင်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုသုံးထည်ကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့နိုင်ငံရဲ့စီးပွားရေးလုံခြုံရေးအများစုကိုဒါဖြစ်သူအောင်ပြေဆုံးကိုချထားပေးနေတဲ့မင်းအောင်လင်ကအာခတိလိုက်စားမှုကျူးလွန်သူတွေကို ြော်သားရင်သာမခွဲခြားပဲရေရုံမဲဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံရဲ့စီးပွားရေးလုံပိုင်ကွင်းနေအများစုကိုဒါဖြစ်တဲ့အောင်ပြေဆောင်ကိုခြားထားပေးနေတဲ့ချမ်းပတ်စကောင်းဆောင်မင်းအောင်လင်ကအာဂတိလိုက်စားမှုကျူးလွန်သူတွေကိုကြော်သားရင်သာမခွဲခြားပဲရေရုံမဲလို့ပြောဆိုလိုက်ပါတယ်။ယမန်နေ့ဒီသမလာ9ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအာဂတိလိုက်စားမှုတိုက်ပြတ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာအချမ်းပတ်မင်းအောင်လင်ကအဲ့ဒီလိုထုတ်ပေါ်ပြောဆိုလိုက်တာဖြစ်ပြီးတော့ လက်တွေ့မှာသူနဲ့သူ့မိသားစုကနိုင်ငံတော်ရဲ့စီးပွားရေးလုံပိုင်ခွင့်တွေတွင်းကုန်ပါမစ်တွေနိုင်ငံတော်ရဲ့ကုန်သွယ်ရေးလုပ်ငန်းတွေကိုတရားဝင်လုံခြုံခွင့်ရရှိနေရလဲဖြစ်ပါတယ်။အကြံဖက်မရောက်နိုင်ကမြန်မာနိုင်ငံမှာအာဂတိလိုက်စားမှုကိုလုံးဝလက်မခံတဲ့ယဉ်ကျေးမှုတရက်ပေါ်ထွန်းလာစေရင်းနဲ့အချင်းပြတ်ချစားမှုတွေမရှိစေရတော့အခြေခံအကြဆုံးဖြစ်တဲ့အသိပညာပေးရေးနဲ့ဒါစီကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုပါဟန်ချမ်းညီညီချင်းကပ်ပြီးအလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒါပြင်နိုင်ငံတော်ကချမှတ်ထားတဲ့ဥတီချက်များကိုတွေးဖက်ပြီးအခတိလိုက်စားမှုကျိုးလွန်တဲ့မြေတို့ကိုမစိုးဂျော်သားရင်သာမခွဲကြဘဲဥပဒေနဲ့ညီဂျော်သားရင်သာမခွဲကြဘဲဥပဒေနဲ့ညီထိရောက်စွာရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါတယ်နိုင်ငံမှာအခတိကင်းစင်တဲ့လူတိုင်ဝန်ဖြစ်လာစေရေးအတွက် ရှင်းနေစေဖြစ်တဲ့အခတိလိုက်စားမှုတွေရောပါသွားအောင်အခတိလိုက်စားမှုဖြစ်စဉ်တွေကိုစုံစမ်းစစ်ဆေးတိုက်ဖြတ်ရမှာဖြစ်တယ်လို့နောင်နာကမှာပါပြောက်သွားတဲ့အထိလိုအပ်တဲ့ပြင်ဆင်မှုစီမံမှု ဆောင်ရွက်မှုတွေနဲ့ဂျိုပန်းဆောင်ရွက်ကြဖို့လိုအပ်တယ်လို့မင်းအောင်လင်ကဆိုပါတယ်။ဒါမှလည်းလက်တွေ့မှာတော့အကြတိလိုက်စားမှုတွေကိုထိတ်ဆုံးကနေကျူးလွန်နေတာကမင်းအောင်လင်ဖြစ်ပြော။လက်ရှိမှာလည်းမြန်မာပြည်ရဲ့အချမ်းသာဆုံးကိုပြပါဆိုရင်မင်းအောင်လင်နဲ့သူ့ရဲ့တာအောင်ပြေဆုံးလို့ကိုပြသရမှာလို့ UMFCCI စမှုလက်မှုလုပ်ငန်းရှင်များအသင်းဝင်စီးပွားရေးသမားတချို့ကပြောပါတယ်။2012 2013ခုနှစ်ကာလစီးပွားရေးလောကမှာမြေဆန်းခရမ်းပြိုးစတင်ဝင်ရောက်ချိန်ကတည်းကအောင်ပြေတော်ကအဖေဖြစ်သူမင်းအောင်လှိုင်ရဲ့အရှိန်အဟွာနဲ့ နိုင်ငံတော်ပိုင်းတွေကိုမတန်တဆဈေးနဲ့ငားရန်လောက်ကိုက်မှုတွေစတင်ကြတာဖြစ်ပါတယ်။ဥပမာအားဖြင့်ရန်ကုန်မြို့ပြည်သူ့ရင်မြင်တဲ့ကရန်ကုန်ဂယ်လရီပကြီးပြကန်းနဲ့ဇာတောက်ဆိုင်တို့ပဲဖြစ်ပါတယ်။၂၀13ခုနှစ်မှာအောင်ပြေဆောင်ဟာ Skywan စားလို့ရေးဆိုတဲ့ကုမ္ပဏီတစ်ခုကိုထူထောင်ပြီးတဲ့နောက်ချမ်းသာမှုလမ်းကြောင်းပေါ်ကိုစတင်ရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်၂၀14-2015ခုနှစ်မှာ၎င်းတို့စစ်တပ်နဲ့ပတ်သက်တဲ့စားလို့ရေးလုပ်ငန်းတွေကို Skywan ကိုပေးရမယ်လို့မယောင်လင်ကနှုတ်မိတ်နဲ့သူ့ရဲ့တမိုးတွေကိုညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ အိုင်းနောက်ပိုင်းမှာတော့တပိုင်းဆိုင်ရာစောက်လုပ်ရေး project တွေအားလုံးကိုရရှိခဲ့တာလည်းဖြစ်ပါတယ်2015ခုနှစ်ကပြည်ဦးလွင် DSTA အဆောင်တွေကိုတိုးချဲ့ရမှာအောင်ပြေဆုံးဟာဘသူနဲ့မှရှင်းပြန်စေရမလို့ပဲနဲ့အဆောင်တိုးချဲ့စောက်လုပ်ခွင့်ကိုရရှိခဲ့ပါတယ်မူလကတော့အဆောင်တေးသေးလေးတွေအဆောင်တိုးချဲ့မှုတွေလောက်တာ project လေးတွေရရှိခဲ့ပေမဲ့2021မင်းအောင်လှိုင်ဆဲရနာတင်ပြီးတဲ့နောက်ပိုင်းမှာ Skyone ကုမ္ပဏီဟာမြန်မာပြည်ရဲ့အကြီးဆုံးစီးပွားရေးကုမ္ပဏီဖြစ်နေချင်းညချင်းရောက်ရှိသွားခဲ့ပါတယ် ဒါပြင်2021ခုနှစ်အာနာသိမ့်ပြီးတဲ့နောက်အဲ့ဒီ Skywan Company ဟာတတွင်လက်နက်ထုတ်လုပ်ရေးစက်ရုံကစလို့ကြီးမားတဲ့အဆောက်အုံနဲ့ဆောက်လုပ်ရေးတွေအားလုံးကိုရရှိသွားခဲ့ပါတယ်။လက်ရှိပြည်ဦးလွယ်မှာစက်တပ်ပိုင်ဂရင်း900ကင်းစာကုအထူးကူတာဆောင်အပါအဝင်အခုနောက်ဆုံးရတနာဘုံမျိုးတည်စီမံကိန်းရဲ့ဆောက်လုပ်ခွင့်တင်တာတွေကိုလည်းအောင်ပြေဆောင်ရဲ့ Skywan Company ကပဲရရှိခဲ့ပါတယ်။နောက်ပြီးရန်ကုန်မြို့မင်္ဂလာတုံးမှာတည်ဆောက်ပြီးစီးခဲ့တဲ့ဓမ္မတော်အမှတ်တဲ့ဂရင်းတထောင်အထူးကူတာမှုစင်တာကိုလည်း ောင်ပြေဆောင်ရဲ့ Skywan ကုမ္ပဏီကပဲရရှိခဲ့တာဖြစ်ပါတယ်။ဒါပြင်ရန်ကုန်တိုင်းဒလားမျိုးနယ်ရခိုင်ချောင်းရေတပ်မှရှိတဲ့ Torpedo စက်ရုံနဲ့တပ်တွင်းအစင်းမြင့်တင်ရေ project တွေမီပြီးတော့မှရုရှားတိုက်လေရင်တဲ့6ဆင်းထားရှိမဲ့လေရင်ထိမ့်သိမ်းရေးရုံနေတနိုင်ငံလုံးလေတပ်ဖွဲ့ဝင်တွေအတွက်ဆောက်လုပ်နေတဲ့လေတပ်အင်အားစီမံကိန်းတွေလေတပ်လေရင်ကွင်းတွေတိုးချဲ့ရေး project တွေကိုလည်းမင်းအောင်လိုက်တာအောင်ပြေဆောင်ကပဲပြိုင်ပွဲမရှိရရှိနေတာလည်းဖြစ်ပါတယ်။ဒါလည်းမကသေးပဲတရုတ်နိုင်ငံကယင်းဒီမြုံနံထားတဲ့ ရောက်ပြုတ်ရင်နဲ့စီမံကိန်းနဲ့ပတ်သက်တဲ့စကန်းဆိုင်ရာ project တွေမှာလည်းအောင်ပြေဆောင်ရဲ့ကုမ္ပဏီကလုံပိုင်ခွင့်တွေအများပြရရှိနေပါတယ်။လက်ရှိဆက်တွဲမှာတည်ဆောက်နေတဲ့ Jetty စီမံကိန်း project တွေကိုလည်းအောင်ပြေဆောင်မှာပဲရရှိနေပါတယ်။ဒါပြင်ရန်ကုန်မြို့မှာမြောက်ရီ Media Center တည်ဆောက်ရေးလို့အရပတ်ဆောင်လုပ်ရေးတွေမှာလည်းအောင်ပြေဆောင်မှာပဲလက်ဝကြီးအုပ်ထားတာဖြစ်ပါတယ်။အခြားသောနိုင်ငံအဆင့် project တွေအားလုံးဟာလည်းအောင်ပြေဆောင်ရဲ့စကိုင်းဝမ်းကုမ္ပဏီစီလိုလိုရောက်ရှိနေတာဖြစ်ပါတယ်။ဒီထဲမှာရန်ကုန်တိုင်းစေပင်တာယာရေးကော်မတီရဲ့ တာဝန်ကလာပါခောက်ခွင်းပြင်ဆင်မှုပရောဂျက်တော်မှာမယောင်းလိုက်ရတာအောင်ပြေးစုံရဲ့လက်ကနေမလွတ်ပါဘူး။ကြီးကြီးတေးတေးစစ်တပ်နဲ့နိုင်ငံပိုင်ပရောဂျက်မှန်သမျှကိုအောင်ပြေးစုံကလုံခြုံနေတာလည်းဖြစ်ပါတယ်။စွမ်းရင်ကဏ္ဍအနေနဲ့မယောင်းလိုက်ဖွဲ့စည်းလိုက်တဲ့ရုရှားစစ်တုံးစီဝဲယူရေးကော်မတီမှာအောင်ပြေးစုံရဲ့ရတကွန် Energy Trading Company ကိုအဖွဲ့ဝင်ဖြစ်ထည့်သွင်းထားပါတယ်။ခုနောက်ဆုံးရုရှားကလက်နက်ဝယ်ယူတင်သွင်းတဲ့လုပ်ငန်းတွေမှာပါအောင်ပြေးစုံနဲ့လူယုံမမောင်နိုင်တို့ကပါဝင်ပတ်သက်လာပါတယ် ။ဒါပြင်စစ်တပ်နဲ့နိုင်ငံပိုင်မြေခွက်တွေကိုအောင်ပြေဆုံးမမောင်းနိုင်စကိုင်းဝမ်းစားတဲ့ကုမ္ပဏီနာမည်လုံနံမယ်တွေနဲ့ပြောင်းလဲကြရန်ထုတ်ယူမှုတွေလည်းရှိနေတယ်လို့တက်တရင်ရေးမြစ်တွေကပြောပါတယ်။2021စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဆရှိလာကျော်ကာလတွင်မင်းအောင်လိုက်နဲ့အောင်ပြေဆုံးတို့ကပုံစံမျိုးစုံနဲ့ကြရန်ထုတ်ယူလွှဲပြောင်းရာယူသွားတဲ့မြေဧရိယာအေကထောင်ချီရှိတယ်လို့သိရပါတယ်။နောက်ကလည်းအဇူရာ Beach Resort ချောင်းတာတို့လိုဇီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်ခဲ့တာတွေပြင် လက်ရှိမှာလည်းစီးပွားရေးတင်တာလုပ်ငန်းများစွာလုပ်ခွင့်ရမြေကထောင်ထဲချီပိုင်ဆိုင်တဲ့မင်းအောင်လှိုင်တို့သားပါအာနာသိမ်းမှု16လကျော်ကြာကာလတွင်စီးပွားဥစ္စာတွေဒီရေလာတိုးပွားလာနေတာလည်းဖြစ်ပါတယ်မင်းအောင်လှိုင်နဲ့အောင်ပြေဆုံးတို့ဟာပိုင်ဆိုင်မှုမှာလည်းမြန်မာပြည်ရဲ့ထိတ်တန့်အချမ်းသာဆုံးနံပါတ်1ဖြစ်တယ်လို့လုပ်ငန်းများစွာလုပ်ကိုင်နေတဲ့အတွက်၎င်းတို့ရဲ့လုပ်ငန်းလက်ပတ်လုပ်ကိုင်နိုင်မှုဟာလည်းပြိုင်ပန်းမရှိထိတ်တန့်နံပါတ်1စီးပွားရေးကုမ္ပဏီကြီးတွေဖြစ်လက်ပတ်နေနိုင်တာဖြစ်ပါတယ်ဒါကြောင့်မင်းအောင်လှိုင်နဲ့အောင်ပြေဆုံးတို့ကို အမေရိကန်အပါအဝင်နောက်နိုင်ငံကြီးတွေဥရောပနိုင်ငံတွေကဈေးပွားရေးပိတ်ဆို့ထားတာမို့၎င်းတို့အနေနဲ့ဈေးပွားရေးလောက်ရမှာနာမည်မျိုးစုံကိုအသုံးပြုပြီးပိတ်ဆို့မှုတွေကိုရှောင်လွှဲဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါပြင်ရရှိထားတဲ့သတင်းချက်လက်တွေကမယောင်းလိုက်တဲ့အောင်ပြေးစုံတို့ဓာပလောက်ကိုက်တဲ့ကုမ္ပဏီတွေဟာဖုံးမြတ်ပြေစုံ Sky1 မြမစစ်တူကြီးမင်းတရားကြီး Winning Sky True Cough တို့ဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ရင်ကလေးကလည်းအောင်မြင့်မို့မင်း Insurance Company မိုင်းတဲတက်လီကွန်ရှယ်ယာရှင်အဇိုရာဘီချ်ရီစော့ ANM မဟာကုမ္ပဏီ ANM မဟာကုမ္ပဏီလီမိတက်ငင်းချမ်းပြည်စုံမနျူဖက်ချာရီယန်ထရိတ်ဒင်းကုမ္ပဏီလီမိတက်ဆိုတဲ့လုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ခဲ့ပြီးသားလည်းဖြစ်ပါလိမ့်။လက်ရှိအခြေအနေတွေကိုကြည့်မယ်ဆိုရင်မင်းအောင်လိုင်းအာနာရှိနေသမျှကာလာပတ်လုံးအောင်ပြေစုံဟာပြိုင်ပန်းမရှိတဲ့ချမ်းသာကြွယ်ဝတဲ့တထေးကြီးတဦးဖြစ်ဘသူကားမှမငင်းနိုင်ကြဘူးလို့လည်းသိရပါလိမ့်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးချင်တာကတော့ ဘူဒလင်းမျိုးမှတပြေးပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုမှာစစ်သားများထိခိုက်မှုများပြပြီးကားတွေနဲ့တည်ယူသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းဘူဒလင်းမျိုးကနေတပြေးပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားပြတ်တိုက်ခိုက်ရမှာအကြမ်းဖက်စစ်သားများထိခိုက်မှုတွေများပြပြီးတော့ကားတွေနဲ့တည်ယူသွားတယ်လို့ဘူဒလင်းမျိုးနဲ့ဘကဖားမတောင်းဝင်းရှိသူကပြောပါတယ်။ယမန်နေ့ဒီဇင်ဘာလ9ရက်နေ့မနက်10:55မိနစ်ခန့်မှာ ဗုဒ္ဓလင်းမျိုးမှတပြေပင်ရွာကိုစကြောင်းထိုးရန်ထွက်လာတဲ့အချမ်းဘတ်စစ်တပ်ကိုဒေါ်လန်ရဲတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာအချမ်းဘတ်စစ်တပ်ဘက်ကထိခိုက်မှုတွေများပြားပြီး၎င်းတို့ရဲ့ဒဏ်ရာရစစ်သားတွေကိုကားတွေနဲ့ဗုဒ္ဓလင်းမျိုးစစ်တပ်အထိုင်စခန်းကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။မနေ့ကမနက်ပိုင်းကဗုဒ္ဓလင်းမျိုးတွေကနေတပြေပင်ရွာထဲကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုကျွန်တော်တို့ကကြားပြတ်တိုက်ခိုက်ခဲ့တာပါ။စခွေးတေစရင်ကိုတော့အတိမပြုတ်နိုင်သေးဘူး။စခွေးတွေထိခိုက်မှုများပြားပါတယ်။ ဒဏ်ရာရစစ်ခွေးတွေကိုကားတွေနဲ့ဘူဒလဲ့မျိုးအထိုင်းစခန်းကိုပြန်ပို့လိုက်တယ်လို့သိရတယ်လို့ဘူဒလဲ့မျိုးနဲ့ပါကာဖာမတာဝန်ရှိသူကပြောပါတယ်။အဆိုပါတကမ်းမှုကိုဘူဒလဲ့မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းညာဝန်ခရိုင်တရင်တုံဘူဒလဲ့မျိုးနဲ့ပါကာဖာအဖွဲ့ BA ဘာမာအာမီတရင်တဲ့ပြည်သူ့တန်တိုက်ခိုက်ရေးအဖွဲ့တပရင်းနဲ့ဗိုလ်တောက်တဲ့အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ကြတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးချင်တာကတော့မြန်မာစစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ကုမ္ပဏီများမှရင်းနှီးမြှုပ်နှံမှုတွေကို ဆွေဒင်ပင်စင်ရန်ပုံငွေအဖွဲ့ပြန်လဲရုပ်သိမ်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဆွေဒင်ပင်စင်ရန်ပုံငွေအဖွဲ့ AP7 ဟာလက်ရှိအိန္ဒိယဆက်လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ Bharat Electronics Limited BEL, Hindustan Aeronautics Limited HAL, Thaiyinan Company PTT Exploration and Production နဲ့ဂျပန်ယင်းနီမြုံနံမှုလုပ်ငန်းကြီးတို့မှရှိတယ်။၎င်းတို့ရဲ့ယင်းနီမြုံနံမှုတွေကိုပြန်လည်ရုပ်သိမ်းတယ်လို့ကြေညာခဲ့ပါတယ်။အဲဒီလိုဆွေတင်ပင်စင်ရမုံငွေအဖွဲ့က အချမ်းပတ်စစ်တပ်ဆက်နွယ်တဲ့ကုမ္ပဏီများထံကနေအမေရိကန်ဒေါ်လာတန်ပေါင်းများစွာရှိတဲ့ယင်းနှုံးမြုံနှံမှုတွေပြန်လည်ရုပ်သိမ်းမှုပေါ်ကြိုးဆိုတယ်လို့ Just for မြန်မာ JFN Sweden Burma Committee နဲ့ Sweden Burma Committee တို့ကယမန်နေ့ညမှာထုတ်ပြန်ခဲ့ပါတယ်။ JFN အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေဟာ BEL နဲ့ HR လို့ဟာမြန်မာစစ်တပ်ထံဆက်လက်နက်နဲ့အခြားစစ်ပစ္စည်းကိရိယာများကိုရောင်းချခဲ့ကြောင်း PTTEP ဟာစေအုပ်စုရဲ့အဓိကနိုင်ငံခြားငွေရင်းမြစ်ဖြစ်တဲ့ ကန်လွန်တဘာဝတန်းွေစီမံကိန်းတစ်ခုမှာဇယုစုနဲ့အတူကြီးကျက်လောက်ကန်နေကြောင်းဆူမီတိုမိုကော်ပိုရေးရှင်းဟာလည်းဇယုစုထိန်းချုပ်ထားတဲ့စက်သွေးရေးကုမ္ပဏီ MPT နဲ့ဘူးတွဲကြီးကျက်လောက်ကန်နေပြီးတော့ဇယုစုရဲ့ digital ဖိနှိပ်မှုတွေမှာပါဝင်ပတ်သက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင်ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း Justice for Myanmar JFN Swedish Burma Committee မှာထုတ်ပြန်ခဲ့တဲ့ဘူးတွဲဆက်ဆက်လေးလာမှုတွေမှာအဆိုပါဆွီဒင်ရန်ပုံငွေအဖွဲ့များဟာ မြန်မာနိုင်ငံမှာရှိတဲ့ဆဲဥစုအားကူညီပံ့ပိုးနေတဲ့ကုမ္ပဏီဆန်တစ်ခုထဲမှာဆွေဒင်ငွေကိုရိုနာလေတသမ6ဘီလီယံယင်းနှံ့ထားထားကြောင်းနဲ့၎င်းတို့ထဲမှာဆွေဒင်ပြည်သူ6တန်းရဲ့ပင်စင်ငွေများထည့်ဝင်ထားတဲ့ AP7 ကအများဆုံးယင်းနှံ့ထားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ Justice for မြန်မာရဲ့ပြောရေးသခွင့်ရှိသူမယက်နာမောင်ကအခုဒီကုမ္ပဏီတွေစီမှာယင်းနှံ့ထားတာတွေပြန်ရုပ်သိမ်းတဲ့ဆုံးဖြတ်ချက်ကိုကြိုးဆိုပါတယ်။ဆွေဒင်ပြည်သူတွေရဲ့ပင်စင်ငွေတွေကိုမြန်မာဆဲဥစုစီဆက်လက်နဲ့တွေရောင်းချနေတဲ့ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့မသင့်ပါဘူး။တရားမဝင်ကြမ်းတဲ့ဆဲအုပ်စုတို့ကဆလနဲ့တက်ဆင်ပေးနေတဲ့ဒုံမဟုတ်ငွေကြေးထောက်ပံ့ပေးနေတဲ့ကုမ္ပဏီအစီအမံဘယ်ရမုံငွေကိုမှရင်းနှီးမြှုပ်နှံမှုမပြုလုပ်စေဖို့လှုံ့ဆော်တင်ပါတယ်လို့ပြောပါတယ်။အဆိုပါစူတင်ပင်စင်ရမုံငွေဖွဲ့ဟာမြန်မာအကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီများထံမှရင်းနှီးမြှုပ်နှံမှုတွေပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ပြင်းထန်တဲ့အခွင့်အရေးချိုးပေါင်းမှုများနဲ့တဘာဝပတ်ဝန်းကျင်ပြည့်စုံမှုတွေတို့ဝေဖန်ခံရတဲ့ကုမ္ပဏီများနဲ့ပတ်သက်လို့လည်း ထိခိုက်အန္တရာယ်ဆန်းစစ်မှုအခြေပြုနီလန်းတဲ့တရားကိုမိတ်ဆက်ကျင့်သုံးသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ပါတယ်။ဒါဟာတရားရုံးမှာပြစ်ဒဏ်ချမှတ်ခံရခြင်းသို့မဟုတ်ကုလသမဂ္ဂမှာအမိထုတ်ပြန်ဖော်ပြခြင်းမရှိသေးတဲ့အခြေအနေမျိုးမှာများစွာသောဖိရက်တွေကိုအခုလိုနီလန်းတဲ့နဲ့ရေးယူဆောင်ရွက်နိုင်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ယင်းနေမြောင်းတဲ့သူတဦးအနေနဲ့ရေရှည်တည်တန်းတဲ့အလုပ်တော့မကန်တဲ့ခြေလန့်ဖြစ်ဖို့ဒီလိုလောက်ကိုလောက်ရမှာဖြစ်တယ်လို့ Fair Finance Guide အဖွဲ့ကထုတ်ပြန်ပြောဆိုခဲ့တယ်လို့ ဒီကနေ့ထုတ်ပြန်ချက်ကိုလည်းကျွန်တော်တို့ကြိုးဆိုပါတယ်။ဇူရင်အစိုးရအနေနဲ့လည်းမြန်မာနိုင်ငံမှာရှိတဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက်အကူအညီတွေကိုရပ်တန့်လိုက်တဲ့ဆုံးဖြတ်ချက်အပေါ်ပြန်လည်သုံးသပ်လိုက်မယ်လို့လည်းမျှော်လင့်ပါတယ်လို့ဇူရင်ဘာမားကော်မတီရဲ့အမှုဆောင်ကပြောပါတယ်။ Justice for Myanmar အဖွဲ့ဟာမြန်မာစစ်တပ်ရဲ့လူ့ကွင်ရေးချိုးဖောက်မှုတွေပေါ်ထုတ်ရေးစစ်တပ်အားကဘာလုံးဆိုင်ရာဆက်လက်နက်ဒါစီပိတ်ပင်ရေးနဲ့စစ်တပ်ရဲ့ဝင်ငွေရင်းမြစ်များကိုဖျက်တောက်ရေးတို့ကိုဒီဇိုင်းမမတ်လုံဆောင်နေတဲ့အဖွဲ့ဖြစ်ပြီးတော့ ၎င်းရဲ့ရဲရင်စမ်းတက်တဲ့လုံဆောင်ချက်တွေကြောင့်ပြီးခဲ့တဲ့ရတရဘက်ကကမ္ဘာကုန်ဒိက္ခအကြီးဆုံးဆုတကူဖြစ်တဲ့ Right Level Hood Award ချီးမြှင့်ခံရတဲ့အဖွဲ့လေးဖြစ်ပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးချင်တာကတော့ဝန်ထမ်းများကိုအသက်အန္တရာယ်ချိန်ချောက်ခံရမှုတွေရှိနေတာကြောင့် NGO ကြီးအစိုးရရဲ့တက်တော်ပတ်ဝန်းကျင်ကဏ္ဍရဲ့ဒေယံစာတစီမံခန့်ခွဲမှုကိုယာယီရဆိုင်ချောင်းချင်းကြားတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။အမျိုးသားညညရဲ့အစိုးရဒေယံစာတနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တည်တော်ပဝင်းကျင်ခန္ဓာရဲ့တယံစာတစီမံခန့်ခွဲမှုခန္ဓာမှာဝန်ထမ်းများကိုအထက်အနေရဲ့ချင်းချောက်ခွင့်ရမှုတွေရှိနေတာကြောင့်ဒီဇင်ဘာလတရနေ့ကစလို့လုပ်ငန်းတာဝန်များယာယီရပ်ဆိုင်နေလို့ကြေညာလိုက်ပါတယ်လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရစုံမိုးနယ်မြေများတွင်တဘာဝတယံစာတများရေရှည်တည်တံ့ဆိုရင်ဒေတာတွင်လူမှုစည်းပွားအခြေခံလိုအပ်ချက်တွေအတွက်တဘာဝတယံစာတမှာအထောက်ပံ့ဖြစ်စေရင်အခွန်ဝင်ငွေများရရှိစေရေးတို့ကိုဗတ်ဆုံတောင်းဆုံမှထည့်သွင်းစဉ်းစားလျက် ဒရန်ဇာတစီမံအုပ်ချုပ်မှုဆိုင်ရာဂျားကာလာရေးပေါ်လုံထုံးလုံနီးများတစ်တော်ပဝင်းကျင်ကဏ္ဍနဲ့တတ်ထုကျောင်းမြတ်ကဏ္ဍအစိုးရဘွဲ့ရဲ့လမ်းညွှန်မှုအောက်မှာရေးဆွဲကျင့်သုံးလျက်ရှိပြီးတော့ဒရန်ဇာတစီမံခန့်ခွဲမှုတွေအေးအေးယူထိန်းသိမ်းမှုတွေဆောင်ရွက်နိုင်တဲ့အထိဝင်ကြီးဌာနစတင်ဖွဲ့စည်းတဲ့ကာလမှာစတင်ပြီးတော့စားဆောင်ရည်မြင့်တင်မှုအစဉ်စဉ်ကိုတိစောက်လာခဲ့တယ်လို့အညွှန်းကြီးအစိုးရကပြောဆိုပါတယ်။အဲဒီနောက်ဂျားကာလာအရေးပေါ်လှုံ့ထုံးလုံနီးများနဲ့အညီဒင်းနဲ့တက်တော်တော်ပစ္စည်းများစီမံခန့်ခွဲရမှာ။ တရားမဝင်တင်းတဲ့တည်တော်တော်ပစ္စည်းများထုတ်လုပ်တည်ဆောင်လာမှုကိုစစ်စစ်ရေးယူခြင်းဒဏ်ကြေးကောက်ခံခြင်းဒေသတွင်းအုံပြုမှုတို့အခွန်ဒဏ်ကြေးနဲ့တည်ဆောင်ခွင့်ပြုခြင်းလုပ်ငန်းများမှတော်လန်ရေးကာလအခြေအနေအရရနဲ့လျော်ညီတဲ့ဌာနဖွဲ့စည်းပုံဝန်ထမ်းအရာစုဖွဲ့မှုဆက်ဆက်ဌာနအဖွဲ့အစည်းများနဲ့ပေါင်းဆက်ဆောင်ရွက်တဲ့နည်းလမ်းများကိုအသုံးပြုပြီး2022ခုနှစ်မှ2025ခုနှစ်ဇူလိုင်လအထိဒေါ်လာရေးအစိုးရထွက်ဗန်နာရန်မုံငွေ78ဘီလီယံကျော်ရှာဖွေပေးနိုင်ခဲ့တယ်လို့အသိပေးပါတယ်။ ဒါပြင်ဝန်ကြီးဌာနလုပ်ငန်းများစနစ်တကျလက်ပန်းနိုင်ရေးတို့အင်အား80ရာခိုင်နှုန်းခန့်ဟာအကြမ်းမဖက်အာဏာဖိစံမှုမှာပါဝင်လျက်ရှိကြတဲ့ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများရဲ့စေနာဝန်ထမ်းတာဝန်ထမ်းဆောင်မှုနဲ့ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။အစိုးရရဲ့မူဝါဒဂျာကာလာလုံထုံးတုံပြီးညွန်ကြားချက်များနဲ့အညီဝန်ထမ်းများကလုပ်ငန်းများကိုအကောင့်တဲဖို့ဆောင်ရွက်ရမှာစီမံခန့်ခွဲခွင့်မူပေါင်းကိုကျော်လွန်ဆော့ပတ်မှုတွေအဓာစိနဲ့ဖိအားပေးမှုတွေပြိပခါတွေနှဝါပြင့်တော်၎င်း လက်နက်အားကိုဖြင့်တော်လကောင်းအနေရပြုတ်ချင်းချောက်မှုတွေအချမ်းပတ်လုံးကြံတပြတ်မှုတွေပေါ်ပေါက်လာခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပေါ်ပေါက်လာတဲ့တော့ဖြစ်စဉ်လိုက်ထိုက်တဲ့ဖြစ်ရှင်းမှုရရှိရန်ဝန်ကြီးဌာနရဲ့တာဝန်ရှိသူများကအစိုးရအဖွဲ့အတွင်းဆင်းဆင်းစ조사ညီနိုင်ဖြစ်ရှင်းရန်လှုံ့ဆော်ခဲ့ပေမဲ့လည်းဒုတန်းမှုမရရှိပဲဝန်ကြီးဌာနဝန်ထမ်းများနဲ့တင်းနဲ့တက်တော်အတွက်ပြည်စီစီမံအုပ်ချုပ်မှုလုပ်ငန်းများမှာဘူပေါင်းဆောင်ရွက်လျက်ရှိကြတယ်။အုပ်ချုပ်ရေးနဲ့လုံခြုံရေးဝန်ထမ်းများအတွက်ပါ ဈေးမှန်ခန့်ခွဲမှုအခက်အခဲများနဲ့အနေရမကင်းတဲ့အခြေအနေများကိုဆက်လက်ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ဒုဖြစ်ပါပဲဝန်ကြီးဌာနရဲ့တစ်တော်ပဝင်းကျင်ကဏ္ဍအနေနဲ့တင်းနဲ့တစ်တော်တို့ရဲ့ပစ္စည်းများတရားမဝင်ထုတ်လုပ်တည်ဆောက်မှုကိုဒါမြေရေးယူခြင်းနဲ့အခွန်တန်ကြီးကောက်ခံခြင်းအပါအဝင်ဈေးမှန်ခန့်ခွဲမှုကိစ္စရရက်ကို2025ခုနှစ်ဒီဇင်ဘာလတရနေ့မှစပြီးတော့ပါဝင်ဆောင်ရွက်ခြင်းမပြုတော့ဘဲယာယီရဆိုင်လိုက်တယ်လို့ကြေညာပါတယ်။ဒါပြင်အစိုးရအဖွဲ့နဲ့ပြည်သူ့အုပ်ချုပ်ရေးမှာ င်းတဲ့တရားစာတားဆိုင်ရာနိပညာပိုင်းလိုအပ်ချက်တွေရှိပါကအကြံဉာဏ်ပေးအထောက်အကူပြုခြင်းနဲ့တဘာဝဘဝင်းကျင်ဆိုင်ရာဒီပညာပေးခြင်းလုပ်ငန်းများကိုသာဆက်လက်ဆောင်ရွက်သွားရန်2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာဂျန်ပါပြုလုပ်တဲ့တက်တော်နဲ့ဘဝင်းကျင်ရေးရာကဏ္ဍဈေးမှန်ခံကွယ်မှုကော်မတီ20နှစ်မြန်ဆောင်2025ဈေးဝေးမှာဆုံးဖြတ်အတည်ပြုခဲ့တယ်လို့သိရပါတယ်။ဝန်ကြီးဌာနရဲ့တက်တော်ဘဝင်းကျင်ကဏ္ဍမှာတင်းတဲ့တက်တော်တို့ရဲ့ပစ္စည်းများဈေးမှန်ခံကွယ်မှုကိုရပ်ဆိုင်းခြင်းဟာဝန်ထမ်းများရဲ့စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကိုရှေ့ရှုပြီးတော့တရားစတာစီမံအုပ်ချုပ်မှုပြည်ပခများရှင်းချရေးကိုသာဦးတည်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။တက်တော့ပတ်ဝန်းကျင်ကဏ္ဍဝန်ထမ်းများအားလုံးဟာအမျိုးသားညွညွရေးအစိုးရအပါအဝင်ဒေါ်လာရေးရည်တည်ချမ်းတဲ့ယုံကြည်မှုများကိုဆက်လက်ဆွဲကင်ပြီးဆယနာရှင်အမြဲပြတ်တည်တည်ဒေါ်လာရေးမှာမမေ့မိတုံပါဝင်လျက်ရှိတယ်လို့တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့နတလဲမှာစကောင်းစီတက်ဒရုန်းတစ်စီးပြတ်ချခဲ့တဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။ ပဲခူးတိုင်းနဲ့ဒလင်မျိုးနဲ့မှာစကောင်းစီရဲ့တက်အချမ်းပတ်စကောင်းစီတက်ရဲ့ဒုံတစီပြတ်ချပြီးဒင်းစရရှိတယ်လို့အမတ်3000ရှေးရတဲ့တရဲမှုပုံမိုးချိုးကပြောပါတယ်ပြီးခဲ့တဲ့ဒီဇမလာရှေးရနေ့ကနဲ့ဒလင်မျိုးနဲ့ဂျိုးပင်သာရွာကနေတရက်ပင်ကန်ရိုးရွာဘက်ကိုဒုံလွတ်တွင်ပြီးဘုံတိချက်ချခြင်းအဲ့ဒီဒုံပြတ်ချခဲ့တာလို့ဆိုပါတယ်အချမ်းပတ်စကောင်းစီတက်သားတွေဟာဂျေးဝါနေပြည်သူတွေကိုတိုက်ခိုက်ဖို့ရည်ရွယ်ပြီးဂျေးဝါတွေကိုဒုံဘုံတိတွေချက်ချခဲ့တာလို့အသိပေးပါတယ် အစောပိုင်းတုန်းကဒုတိယအချိန်ဘုံကျဲချတဲ့အချိန်မှာဖျက်ချခဲ့တာဖြစ်ပြီးဒုံတောင်ရှေးရတဲ့တက်ရင်ကတခွဲ၃တခွဲ၄၆ခွန်တခွဲကရဲဘော်တွေကခေါင်းယူသိမ်းဆဲခဲ့တာဖြစ်ပါတယ်အခုဂျိုပင်းတာရွာထဲမှာစကားစတဲ့ရှိတုံးမယ်လို့တက်ရင်မှုဗိုလ်မှူးချုပ်ကပြောပါတယ်အခုဒီဇင်ဘာလ6ရက်ကနဒလင်းမြို့နယ်ကိုစကောင်းစီကပရာမော်တာနဲ့ဘုံကျဲတာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုရှိထားတယ်လို့သိရပါတယ်ဒီဇင်ဘာလ2ရက်နေ့ကလည်းအင်ဂျီ200ကျော်ရှိတဲ့ဂျိုပင်းတာခြေဝါကို အချမ်းဘက်စကောင်းစီတက်ကဝင်းရောက်စိမ့်နေတာကြောင့်ဒေသခံတို့အသက်ခံရပြီးကျန်တဲ့ရွာသားတွေထွက်ပြေးနေရပါတယ်။ဒါပြင်ခြေဝါတွေကပြည်သူအိုးအိမ်ပစ္စည်းတွေယူဒရိစန်တွေတက်ပြတ်ပြီးနတ်တလေမျိုးပေါ်ကိုတဲဆောင်နေတယ်လို့လည်းသိပေးပါတယ်။ရခိုးနယ်အော်တိုပါလနောက်ဆုံးပတ်ကလည်းပဲခူးတိုင်းထန်တဲ့ဘက်မျိုးနယ်တိုက်ပွဲမှာစခါဆာရဲ့ဘုံကျဲတရုံတစည်းကိုကာကွယ်ရေးတပ်တွေကဖျက်ချနိုင်ခဲ့တာရှိပါတယ်။ဒါပြင်ထန်တဲ့ဘက်မျိုးနယ်တိုက်ပွဲတွေမှာလည်းအချမ်းဘက်စကောင်းစီရဲ့ဘုံကျဲတရုံတစည်းကိုပြစ်ချနိုင်ခဲ့တယ်လို့ ောင်ငုကရအမနဲ့တည့်ရင်တော်ဝင်ရှိသူကပြောပါတယ်။ဆလဘီထမတ်တင်ဆက်ပေးချင်တာကတော့ဆဲရှိန်မြင်းဖို့ပခိုးတိုင်းစစ်ဌာနကိုအန်ယူဂျီလက်နက်တပ်ဆင်ကြတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။အမျိုးသားညညရဲ့အစိုးရအန်ယူဂျီကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PTA အမတ်နဲ့ဆက်ဆင်ရေးနယ်မြေပခိုးတိုင်းစစ်ဌာနကိုလက်နက်တပ်ဆင်လွှဲပြောင်းပေးရခဲ့တယ်လို့အမတ်နဲ့ဆက်ဆင်ရေးနယ်မြေကသတင်းထုတ်ပြန်ပါတယ်။အမတ်နဲ့ဆက်ဆင်ရေးနယ်မြေဆက်ဆင်ရေးမှုရဲဘော်တင်ဦးက ်ပဲခူတိုင်းစစ်တပ်နာကိုလက်နက်တပ်ဆင်လွှဲပြောင်းပေးရခဲ့တယ်လို့ယမန်နေ့ဒီဇင်ဘာလ9ရက်နေ့မှာအတိပေးထုတ်ပြန်ထားပြီးတော့လွှဲပြောင်းပေးရတဲ့နေ့နဲ့အချိန်ကိုတော့ဖော်ပြမထားပါဘူးပြည်သူ့ကွယ်ရေးတပ်မတော်စေယုံကျောက်ရဲ့လမ်းညွှန်ချက်များနဲ့အညီစစ်စင်ရေးများကိုရှိန်ဟုံမြင့်ဆောင်ရွက်နိုင်ရန်တော်အမန်နေ့စစ်စင်ရေးနယ်မြေကိုကယ်မှုအောက်မှာရှိတဲ့ဒဆိုင်ရာတိုင်းစစ်ဌာနများကိုလန်နတ်တဆင်ပေးရခြင်းများကိုပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့လည်းထုတ်ပြန်ထားပါတယ်။အဆိုပါအမှတ်နှစ်ဆက်စင်ရေးနေမြေမှာပဲခူးတိုင်းစစ်ဌာန နေပြည်တော်တိုင်းစစ်ဌာနရန်ကုန်တိုင်းစစ်ဌာနနဲ့အေရဝတီတိုင်းစစ်ဌာနတို့ပါဝင်ပါတယ်။အခုဘုကိုတိုင်းစစ်ဌာနကိုလက်နက်လွှဲပြောင်းပေးရမှုမတန်းထပ်ပုံရလက်နက်အလက်30ပေးရခဲ့တာကိုလည်းတွေ့ရပါတယ်။ဘုကိုတိုင်းစစ်ဌာနဟာလက်တလောမှာဆက်စင်ရည်နယ်မြေတွေအတွင်းစစ်ရေးအရှိန်အမြင့်ပေါ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။လက်ရှိဘုကိုတိုင်းစစ်ဌာနမှာတာယာဝရီခရိုင်နဲ့ဘုကိုခရိုင်နှစ်ခုပါဝင်ပြီးအဲ့ဒီထက်ကလက်ပရန်နတလင်းပေါင်းတယ်ကျုံးပင်ကောက်ဇီဟုံမျိုးနယ်တွေကစကောင်းစီတပွဲတွေကိစ္စကန်းတွေကို နိုဝင်ဘာလအတွင်းမှာတိုက်ခိုက်ခဲ့တဲ့ဆက်စင်ကြီးတွေပေါ်ဆောင်ခဲ့ပါတယ်။အဒီဆက်စင်ကြီးတွေမှာစကောင်းစီတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးတာလက်နက်တွေတင်းရတာလည်းရှိခဲ့ပါတယ်။ဘောဒန်စစ်တပ်အနေနဲ့ PDF တရင်တပ်ဖွဲ့တွေပူးပေါင်းပြီးဆက်စင်ကြီးပေါ်ဆောင်နေတယ်လို့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပါဝင်မဟာမိတ်တွေနဲ့ပူးပေါင်းဆွေးနွေးပေါ်ဆောင်နေတာလည်းရှိပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ကြတဲ့တရင်ပိတ်တယ်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတဲ့တရင်ဒေါ်လိုင်ဖက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။ ားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။